စာမှာ KIA ကဘာမှမပြောဘူးစာကြည့်ပေးပြီးတော့အတန်တက်ပြီးနေနေတယ်အဲ့တော့တော်တော်အဟောပကောင်းနေ KIA ရဲ့တတိနဲ့ဟောပါဘောနော်ဆိုတော့ KIA ရဲ့ကျမ်းမာတော်မူကြပါစာခင်ဗျာ K Media NU Channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအမုံစီမှာဖြစ်သွားတဲ့ဖြစ်စဉ်လေးအဲ့ဒါလေးရဲ့နောက်ဆုံးအခြေအနေလေးဒီနေ့နည်းနည်းချက်ပြောပြပါစီအဲ့ပါဆိုမုံစီမှာဖြစ်သွားတဲ့ကိစ္စကတော့အခုတော့ MNDU ဆန္ဒပြရတာတွေထွက်လာပြီဒီလိုမျိုးဆန္ဒပြကုန် MNDU နော်ဒီလိုမျိုးတွေတော့ဆန္ဒပြကုန် MNDU ဆန္ဒပြကုန်ကြပြီမင်းတို့ MNDU အလိုမရှိ မုံစည်းတွေသားမအဲ့လိုတွေပြကုန်ရင်ဘာဖြစ်လို့ဒီလိုဖြစ်တာလဲဆိုတော့ပြီးခဲ့တဲ့၄ရက်နေ့အဲ၅ရက်နေ့ကနော်၅ရက်နေ့ကမုံစည်းဒေသမှာရှိတဲ့နော်ပင်ခမ်းပေါ့နလင်းချောအဲ့ဒီဘက်မှာရွှေတူးဖော်နေတဲ့ MNDA နဲ့တရုတ်တွေကိုတွားပြီးတော့ဒီဘက်ကပြည်သူတွေကမတူးဖော်ကိုတွားတားတာကိုတားတဲ့ပြည်သူတွေကိုတားအောင်လို့ဆိုပြစ်တက်လိုက်တာပြစ်တက်လိုက်တော့ဒီကုန်တယ် KIA KIA တယောက် KIA ကအရာရှိ KIA ကတသားအပါဝင်အရသာပြည်သူစုစုပေါင်း6ယောက်တည်တယ်6ယောက်တည်သွားတဲ့ခါကျတော့6ယောက်တည်သွားတဲ့ခါကျတော့အခုဘာဖြစ်လဲဆိုတော့ဒီ ဲ့ဒီတော့မြို့ကရွာကန်တွေလုံးဝဒေသကန်တွေလုံးမချင်တော့ဘူး MND ကိုလုံးဝထွက်သွားကိုငါတို့လူလာဦးစားဖြစ်ကိုဆန်းနိုင်ပါပြကုန်ကြအောင်ပြကုန်တော့ဒီနေ့ဆိုရင်သူ့ရဲ့နိုင်ရေးလုပ်ပါတယ်ဒီနေ့ဆိုရင် MND ကဟိုနိုင်ရေးလုပ်တယ်ဒီနေ့နိုင်ရေးလုပ်တယ်အဲ့တိဆုံးသွားတဲ့လူရဲ့ဘောနဲ့ပတ်သက်ပြီးနိုင်ရေးလုပ်တယ်ဒီနေ့နိုင်ရေးလုပ်တဲ့ခါမှာနိုင်ရေးပွဲမှာပိုတောင်ဖြစ်ပြီးပေါ့ဗျာနော်ပိုတောင်ကစိတ်ဆိုးကြတာပေါ့ ဆိုတော့ MNDA ရုံးရှိမှာဒီနေ့ဆန္ဒပြတာရှိလာတယ်ဒီနေ့9ရက်နေ့ဆိုဆန္ဒပြတာရှိတယ်မနေ့ကလည်းပြတယ်ပြီးတော့အဲ့မှာတိုင်နေမှာအဲ့လမ်းနေမှာရှိတိုင်နေမှာလိုက် စားကပ်ပြီးတော့ MNDA လုံမရှိဘူးဆိုတော့ကန့်ကွက်တာလုပ်လာတယ်ဆိုတော့ KAI ရဲ့လူသေးတာတော့ KAI ဒီထဲပတ်သက်လို့တော့ KAI ကတော့ဘာမှမပြောသေးဘူးတန်တိတ်နေပါသက်ပိတ်နေ KAI ရဲ့နော်ဘူးတို့ဘာလို့ဘာပြောမှမသိဖြစ်နေတယ်ထင်ပါတယ်ဒီ MNDA ကိုသူကြောက်နေလားတော့မသိဘူးမနော်ဘူးတို့အဆူပါဘာမှပြောတော့မတွေ့ရဘူးဒေသခံပြည်သူကတော့လုံးဝအုံကြွတယ်ဒေါသထွက်ကြတယ်ပေါ့အဲ့တော့ MNDA ဘက်ကဘာပြောလဲဆိုတော့ ဒီတေဆုံးသူတွေရဲ့နိုင်ရေးနဲ့ပတ်သက်ရင်တို့အနေနဲ့အဲတပ်ဖွဲ့ထိခိုက်ဒဏ်ရာမှုတွေသူတာဝန်ယူပါတယ်ဖြေရှင်းပေးပါမယ်တို့အဲပြောရင်တော့ရော်ကြီးပုံစံမျိုးပြေးမယ်ပေါ့ဗျာဒီသဘောမျိုးပေါ့အဲ့ဒါကိုညှိချနိုင်ကြတယ်ပေါ့ကြားတယ်အဲ့ဒါကိုယ်စလဲဘက်ကပါဆိုဘန်ဂျန်ခါပြည်သူကိုယ်စလဲ၅ဦးနဲ့ MND ရရှိ၅ဦးပါတယ်ဆွေးနွေးပွဲကို6ရက်နေ့ညနေပိုင်းကကျင်းပတယ် ဲ့ဘိုင်ယန်ခါကြည့်အောင်လမ်းကြောင်းမှာကျင်းပါတယ်တပုံးကြီးရောခုနှစ်ချက်ရရလို့သိရတယ်ခုနှစ်ချက်ရရလို့ဒီအဲ့ခုနှစ်ချက်ကိုတော့အသေးစိတ်ကျွန်တော်တို့အကြမ်းပြင်းတော့အာပြောလို့တော့မရှိဘူးပြောစရာတော့အများကြီးမရှိသေးဘူးဒါမဲ့အဲ့ခုနှစ်ချက်လုံးမှာတော့အဓိကတော့သူတို့ဘက်ကသူတို့ဘက်အမှားကိုသူတို့ဝန်ခံတဲ့သဘောတော့ MND ရတွေ့ရတယ်ပြီးရင်ဒေသခံလူလူရဲ့ဆန္ဒတိုင်းလိုက်ရောညီတွေ့လို့မယ်ပြီးဒီသေဆုံးတဲ့လူတွေရဲ့မိသားစုတွေအတွက်နင့်နာချေပြေးမယ်ဒါမျိုးတွေ MND ရပြောတယ်ဒါမဲ့လည်းဘလို့ပြောပြောပြောတာပြောတာပဲရှိတယ်ဒေသခံတွေကလုံးဝတော်တော်လေးကိုအာတော်တော်တင်းတယ်လို့ပြောတော်တော်တင်းကြတာပေါ့နော်အဓိကတော့ဒေသခံတွေဘက်ကတော့နောက်ဆုံးမှာ သူလည်းတည်ဆုံးခဲ့ရပြီဆိုတော့ဒီနေရာမှာရွှေဆက်မတူးဘူးတားကြတယ်အဓိကမတူးနဲ့ဒါဒေသခံပြည်သူလူပိုင်နေမျိုးလာသူလူလို့မရဘူးဆိုတော့ပြောတာပေါ့အဲ့လိုဖြစ်ကြတယ်လို့သိရတယ်ဆိုတော့ဒါအဲ့လိုဖြစ်နေတဲ့တစ်ဖက်မှာအခုအဲ့လိုဖြစ်တာတလိုင်းအခု KIA ရဲ့အဲ့ကိစ္စမှာ KIA ကဘာမှမပြောဘူးစကြည်ပေးပြီးတော့အတန်တဲပြီးနေနေတယ်အဲ့တော့တော်တော်အဟောပကောင်းနေ KIA ရဲ့တတိနဲ့သွားပါဘောနော်ဆိုတော့ KIA ကအဲ့လိုဘာဖြစ်တဲ့အချိန်မှာနောက်တစ်ခုက KIA နောက်ထပ်ပြဿနာတစ်ခုထပ်ကြုံတယ် KIA က KIA ကဘာထပ်ကြုံလဲဆိုတော့ကုတ်ခိုင်မှာရှိတဲ့ကုတ်ခိုင်မှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေရဲ့ရုံးစုရုံးနော်အဲရွှေစပယ်ချောင်းပေါ့အဲ့နာမှာ အဲ့အဲ့မှာရှိနေအဲ့အဲ့ကိုတက်ဖို့ဝင်နေရကုတ်ခိုင်ကိုပြန်လာတာမြို့ပြန်လာတဲ့ချိန်မှာအဲ့ပြန်လာတဲ့ချိန်မှာရုံးပြန်လာကေတာတိုက်ပြန်လာတဲ့ချိန်မှာတီအန်အယ်လေးတောက်ချွေးသပဲချောင်းထိတ်ကနေပိတ်ပြီးတော့မင်းတို့ကြောက်မဝင်နဲ့တော့ပြောတယ်အဲ့တော့မြို့ကိုအဝင်မခံတော့ဘဲနဲ့ကုတ်ခိုင်နေရဆက်ဆံရေးရုံးနဲ့မြို့ကလိုကအပြင်းလာယူတဲ့ချိန်မှာဆက်ဆံမှုကြားမှာအလဲကောင်းခံထားပြီးတော့ဆက်သွားလို့မရဖြစ်သွားတယ်အဲ့မှာထားပြီးပြန်ဆိုင်တက်နေကြပြီးတော့ရှေးပြန်တော့ KIA နဲ့ TNL အဖွဲ့အစည်းတွေချာမှာညနေပွားကြပြီဖြစ်ကုန်ကြတယ်တဲ့အဲ့တော့ဖြစ်ကုန်ပြီးတော့တော်တော်လေးရိုးရိုးတွေဖြစ်နေကြတယ်အဲ့တော့ ပြောရင်တော့ကုတ်ໄຂမျိုးတွေကဆက်ဆံရောင်းလူတွေလည်းမောက်ထုတ်ໄຂနဲ့အပြန်လူတွေလည်းထဲမွန်နေတယ်ဆိုပြောတယ်ပြောရင်တော့ KIA ကိုကုတ်ໄຂနဲ့ KIA ကိုယုံနေကို TNL ကမောက်ထုတ်တာလုတ်ပြီးတော့တစ်ပြိုင်နဲ့အပြန်ကလူလာလူတွေမောက်မလာခိုင်းဝင်ခိုင်းဆိုပုံစံဖြစ်တယ်ဆိုတော့ KIA ကိုနဲ့ KIA နဲ့ TNL ကြားမှာညင်းပွားမှုတွေဒီနေ့ညနေပိုင်းမှာဖြစ်နေတယ်ဒီညနေပိုင်းဖြစ်နေတယ်လို့ကြားရတယ်ဗီဒီယိုဖိုင်တော့တက်လာပြီအများကြီးကချင်းဗီဒီယိုဖိုင်မှာအများကြီးတက်လာပေါ်လို့ရနေပြီအုံးထားတယ်ပေါ်လို့ရနေကြတယ်ဒါပေမဲ့အဲ့လိုဖြစ်နေပြီမဲ့ နော်နော်ဘူးကဘာပြောလဲဆိုတော့နော်ဘူးကပြီးခဲ့တဲ့နော်နေ့ကဒီ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 အခုကိစ္စဖြစ်စဉ်တွေကိုလည်းပတ်သက်ပြီး TNL နဲ့ပတ်သက်ပြီးတော့ဒီနေ့နော်ဘူးကစကားတစ်ခုပြောတယ်တော်တော်ရည်ဖို့ကောင်းတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အဲဘာလဲဒီ TNL နဲ့ဟိုကနော် TNL နဲ့အဲရှင်တွဲနေငင်းချတာရှင်တွဲနေတိုင်းမှာပါတဲ့အဲ့လိုပြောတယ်ကဲကျွန်တော်လည်းအဘာပြောမှမသိဘူးရှင်တွဲငင်းချတာရှင်တွဲနေတိုင်းမှာတဲ့အဲ့လိုပြောတယ်ကျွန်တော်ဘာပြောမှမသိတော့ဘူးနော်အဲ့တော့ကျွန်တော်ဒီမှာဖတ်ပြမလို့ပလောင်နဲ့အတူတဲ့ရှင်တွဲနေတိုင်းမှာတို့တိခတ်မှုလိုပါတယ်တဲ့ ကဲကဲအိုးဘုံနော်ဘူးကပြောတယ်ဟိုကကဲအိုးတသားတွေကတင်းနေပြီတင်းနေချိန်မှာနော်ဘူးကြတော့မဟုတ်ဘူးပလောင်နဲ့ငါတို့ကအတူရှစ်တွဲနေထိုင်ဖို့လိုအပ်တယ်အဲ့တော့ငါတို့သိခံရမယ်တဲ့ဩဆိုတော့တက်ကြည့်ပါဗျာ KIA ကပလောင်ကြတော့သိခံပါသိခံရမယ်ငါတို့ရှစ်တွဲနေထိုင်ဖို့သိခံနေထိုင်ရမယ်ဆိုတော့ခုစစ်တပ်ကကြတော့ခြားတယ်ဒါပေမဲ့ပလောင်ကြတော့ကြောက်လို့ဆိုတုံတယ်ဆိုတော့ကျွန်တော်စဉ်းစားနေတာဩဒီနော်ဘူးတို့အုပ်စုကပလောင်တော့တော့ကြောက်သားပဲပေါ့နော်အဲ့လိုပဲကျွန်တော်မြင်သွားတယ်ဆိုတော့ဒါဒါလက်ရှိဖြစ်နေတာအဲ့တော့ KIA ရဲ့ ပလောင်ရဲ့ MNDA သုံးဖွဲ့ဆိုင်ကြားထဲမှာ KIA ကတဖွဲ့ MNDA ပလောင်ကတဖွဲ့ချင်းစီနဲ့ KIA တို့ချနေတာအဲ့တော့ KIA ကအဲ့ဒီချိန်မှာဟိုအားလုံးရရန်သူများဖြစ်လာတာဆိုတော့ MNDA အတွက်လည်း KIA ရရန်သူ TNL အတွက်လည်း KIA ရရန်သူဖြစ်လာတယ်ဆိုတော့အဲ့ဒီချိန်မှာဂွမ်ဘော်လည်းဘာသာမတက်မရည်နေတော့ဂွမ်ဘော်လည်းဘာသာမတက်မရည်နေတော့နော်ဘူးလည်းဘာမှမရည်ရတော့ဘယ်ကောင်းမှ KIA ကထိမဲ့ကောင်းတော့တွေကိုလို့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဘာတစ်ခုမှမပြောဘူးဒါပေမဲ့ဂွမ်ဘော်ကလွန်ခဲ့တဲ့တစ်နှစ်ကျော်တော့ပြောဘူးတယ်သူ့ဓာတ်ပုံလေးခွေးသုံးကောင်ဓာတ်ပုံလေးပြပြီးတော့ ခွေးသုံးကောင်ကသူပြောတာစကားနားမထောင်လို့အကောင်ကြီးလာတော့စကားပြောတာနားခွေးသုံးကောင်ပြောလို့ဆိုလို့မကောင်းလို့ဆိုခွေးသုံးကောင်ကိုပြောတာအဲ့ဒီ MNDATN နဲ့ AA သုံးွယ်လုံးဂွမ်ဘွားရင်းညို့ပြီးတော့စားတစ်ခါကြီးထုတ်ခဲ့မှုတွေရှိတယ်ကဲပြန်ကြည့်လိုက်ရှိလိမ့်မယ်အဲ့တော့အဲ့ရလွဲပြီးနောက်ပိုင်းဂွမ်ဘွားကြည့်တာတော်တော်ကြောက်သွားဖို့ရတယ်စကားတစ်ခုမှမပြောရတော့ခုဂွမ်ဘွားသဘာမကြည့်ဘူးဘယ်ဖေးတော်တက်ကိုမကြည့်တော့တာအော်စရာကြီးနော်အဲ့တော့တော်တော်လေးတော့ဟိုကျွန်တော်တို့တို့ဘာမှမရှိတဲ့လက်နက်လည်းမရှိကြလောင်မရှိစာပဲရေးတယ်ရုပ်သံပဲပြောတဲ့ကောင်တွေသတင်းသမားတွေကိုကြတော့ note တို့ဘာလို့ထလုပ်တယ် ဟိုလက်နဲ့ရှိတဲ့ပတ်လောင်လေးကြာတော့ KAI ခေါ်မောကြောက်တော့မှအမိကိုကုတ်တာတော်အဝကောနော်တော်ယောက်ျားဆိုတာဘလို့လဲဆိုခဏတူးပြီပေါ့ယောက်ျားဆိုတာရှင်းရှင်းပြောလက်နဲ့ရှင်းရှင်းမရှိကြောက်စရာမလိုလုံးဆယ်ချစ်လို့ရတာကို့အလုပ်ကိုလုပ်ရတာကို့အလုပ်ကိုကိုရဲဝင်လုပ်ရတာမှယောက်ျားဒါပေမဲ့ကိုကတနက်ရှိရရှိရပြီးတော့တနက်မရှိတဲ့ကောင်သွားစိတ်ခေါ်တာယောက်ျားမှမဟုတ်တော့ဘူးရှင်းရှင်းလေးကိုအဲ့တော့တော်တော်လေးအဝကောင်တယ်လို့ကောင်မို့လို့အုပ်စုလေဒီဒီခါကျတော့ကောင်မို့အုပ်စုတော်ကြီးစရာကောင်းတယ်ဆိုတော့ထည့်ပြောချင်တာနော်ဆိုတော့ဒါကတစ်ချက်နောက်တစ်ခုကကျော်ဒီနေ့ဘာပြောလဲဆိုတော့ဒီဒီရဲ့ဘိုင်းမှာ တက်ကအနိုင်ရနေတဲ့ကိစ္စလေးလေးနည်းနည်းထည့်ပြောအောင်ခင်ဗျားတို့ကတက်ကရှုံးနေကြီးပြောတာမကောင်းဘူးဘာဖြစ်လို့ဆိုတော့ရှဒူးစုဒေတာနော်တနိုင်းလီဒူတနိုင်းလီဒူလမ်းမကြီးရှဒူးစုရွာအဲ့မှာရှိတဲ့ကချင် KIA တက်ရဲ့တက်စခန်းတွေကိုဟွာဝါရစုပြည်စုစစ်အဖွဲ့အရရောအာရဘဝင်စီးပြီးတိုက်တယ်မနေ့က6ရက်နေ့မနေ့ပိုင်းမှာအဲ့မှာဝင်တိုက်ပြီးတော့စခန်းကိုတက်ကတက်ကသိမ်းနိုင်တယ်ထီးချိုက်မှာလည်းတက်ကအသာစီးရပြန်ရတယ်ထီးချိုက်မှာထီးချိုက်မှာလည်းတက်ကအကုန်ပြန်သိမ်းနိုင်တယ်ထီးချိုက်လဲ နောက်ကတာထိကြိုက်ကောလဲအဘက်ဒီကိုထိကြိုက်ကိုလဲတက်ကပြန်သိမ်းနိုင်ခဲ့ပြီတောင်ခန်းလဲတက်ကပြန်သိမ်းနိုင်ပြီနောက်အခု Warazot 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 တက်ကနေပြီးတော့ဘာလုပ်လဲဆိုတော့ကောတာတနိုင်းလီတို့သွားလမ်းပေါ်က KIA ရဲ့တက်တွေကိုသိမ်းနိုင်ပြီသိမ်းနိုင်နေပြီနော်အဲ့တော့ဒါတွေအပြင်ကြားပြည်နယ်မှာလဲသူမကြင်ဖဲခေါင်းကမကြင်ပြန်ရတော့မယ်သိမ်းကြတယ်အဲ့တော့ပြောရရင်တော့တော်တော်များ లై ပြီးတော့တက်ကပြန်ပြီးခုနောက်ပိုင်းတော်တော်လေးနေရာတော်တော်များတက်ကပြန်ပြီးတော့အသာကြီးရပြီးပြန်ပြီးတော့တိုက်ပြီးတော့သိမ်းနိုင်နေတာကိုတော့တွေ့ရတယ်ဆိုတော့ဒါလေးရတော်စိတ်ဝင်စားဖို့ကောင်းတယ်နော်ဗမော်မှာလဲ KIA ကကိုတက်လန်နေပြီ နော်တက်လန်နေပြီလန်နေပြီဆိုတော့တိတ်မကြခင်ဘုံဘောကဒီလိုပြီးရမယ်တဘောရှိတယ်ဘုံဘောမှာတို့အချင်းနေမကောင်းဘုံဘောမှာလဲဆိုတော့ဒီတောက်ခန်းကလည်းတက်ကအသာစီးပြန်ရပြီးတော့အကုန်လုံးပြန်နိုင်ပြီးတော့ပြီးနောင်ချိုဆက်တယ်မယ်နောင်ချိုကနေမှကျွန်တော်ထင်တယ်ဥပအပေါ်မတက်သေးပဲနဲ့ဒီဘက်ကိုမိုးကုတ်ဘက်ကိုဆက်တွက်ထိုးလိမ့်မယ်ထင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့တွင်းငယ်တို့ဘာလို့ဖက်ဒီမှာတွင်းငယ်တို့ဘာလို့မှာမိုးကုတ်ကိုတဲပြီးတော့တွင်းလေရင်ကွင်းလေးသေးသားလေးဖောက်နေတာတက်ကလုံနေပြီဆိုတော့မကြခင်မှာမိုးကုတ်ကိုတော့ကြည်ရတက်ကပြန်ယူလိမ့်မယ်လို့ယူဆတယ်မရရသပိတ်ချင်းကိုလည်းမိုးကုတ်ကိုယူပြီးတယ်မရရသပိတ်ချင်းပြန်ဖိပြောချင်တာ အဲ့မရရသမီးချင်းနဲ့ဟိုကမိုးကုတ်ချားမှာအလေကောင်းတွေဖြတ်ပြီးတော့ဝင်ပြီးတော့အောက်ကိုအပေါ်ကဒီလိုခွာပြီးတက်ကတတိုက်လို့မင်းလို့ယူဆတယ်အဲ့တော့စောင့်ကြည့်ကြတာပေါ့ဗျတက်ကလည်းဒီမှာအသာစီးပြန်ရမှုတွေရှိပါတယ်ဆိုတာလေးထည့်ပြောချင်တာနော်အဲနောက်တစ်ခုကဘာအမှဖြစ်တဲ့ကိစ္စဒါလည်းကျွန်တော်ကဒီနေ့မဖြစ်မနေထည့်ပြောတာပေါ့နော်ဘာအမှကဖြစ်သွားတဲ့ကိစ္စကဒီအကောက်ခေါ်မဲ့ယင်နေပေါ့နော်မော်တော်ယင်တွေမတ်လ9ရက်နေ့ညပိုင်းကနေစပြီးတော့ထိုင်းဘက်ကနေဝင်လာတဲ့ကုန်တင်ကားတွေရှိတယ်ကုန်တင်ကားပစ္စည်းတွေကုန်တွေပေါ့ဗျကုန်တွေအကုန်လုံးကျွန်တော် ကုံတွေကားဆိုခဲ့တော့သိပါတယ်ဟိုကုံတွေကားတွေကြီးကြီးရှိတယ်ကုံကားတွေအဲ့ဒါတွေအကုန်လုံးကအစီ900တချို့ကအစီ300ကျော်400လောက်ရှိလို့ပြောတယ်တချို့ကလည်း900လို့ပြောတယ်ဒါပေမဲ့အစီ300နဲ့900ကြားလို့ပဲကျွန်တော်ကြားချပြောတယ်ဘာလို့အစီရေတွေကိုဘယ်သူမှအတိအကျပြောနိုင်ဘူးဘယ်သူမှအတိအကျမပြောဘူးတိုင်းစစ်ထဏာကျောက်ကတိုင်းမှုကတိုင်းမှုနဲ့လူတိုင်းမှုနဲ့ဖမ်းတဲ့လူတွေကလွေကြီးကျန်းတဲ့လူကကျွန်တော်တို့သတင်းသမားတွေအတိအကျမသိနိုင်တော့ဘူးတချို့ကရေးမယ်ဗျာ350တချို့က400တချို့က900ကြိုက်သလိုရေးကြလိမ့်မယ်ဒါတို့ကြားတာတို့ရေးမှာဘာလို့ဆိုအစီရေလိုက်ရေးတွေ့ထားတာမဟုတ်ကြဘူးဆိုတော့ အစီအ300ကျော်နဲ့900ကျားပေါ့နော်300နဲ့900ကျားအဲ့စီဟို900နေရစပြီးထိုင်းနိုင်ငံဘက်ကတိုးလာတဲ့ကုန်ကားတွေအကုန်လုံးကိုဒူတိုင်းမှုဦးစီးပြီးတော့ဖမ်းလိုက်တယ်ဖမ်းလိုက်တော့ဖမ်းလိုက်တော့ဘာဖြစ်လဲဆိုတော့ဦးစီးဖမ်းလိုက်တော့အဲ့ကားတွေအကုန်လုံးကဝတ်တောက်ကားတွေဟုတ်မဟုတ်ပြီးတော့ပစ္စည်းတွေကဝတ်တောက်ဟုတ်မဟုတ်အဲ့ဒါအကုန်လုံးတွဲဆက်တယ်ဆိုတော့အားလုံးတည်းအတိုင်းပဲဒီမြောက်တွေရနေပြီးတော့မြောက်တွေရနေပြီးတော့ဒီဘက်ဖြတ်ပြီးတော့ကွန်ကရစ်ဖြတ်ဒီဘက်ကဘန်အဖြတ်ဟိုဘက်ဒီရန်ကုန်နဲ့ပြည်မတဲ့ကိုဝင်လာတဲ့ကုန်ကားတွေထိုင်းဘက်ကနေဝင်လာတဲ့ကုန်စီပစ္စည်းမျိုးတို့ရှိတယ်အဲ့မှာအလှကုန်တွေလည်းပါတယ် အခြားသောပစ္စည်းပေါင်းများစွာပါတယ်ပစ္စည်းမျိုးစုံပါတယ်အဲ့ပစ္စည်းတွေအကုန်လုံးကရှင်းပြရင်တော့အခွန်လဲဆောင်မထားဘူးလိုင်စင်လဲယူမထားဘဲနဲ့တရားဝင်ပေါန့်ခိုးပုံစံမျိုးစုံနဲ့သွင်းလာတဲ့ပစ္စည်းတွေအများကြီးရယ်အဲ့ဒီလမ်းကြောင်းကြီးတစ်လျှောက်မှာတရားဝင်ပစ္စည်းဆိုတာနေရမှာမဟုတ်ဘူးဖြတ်နေတာကျွန်တော်တို့အကျဉ်းချင်းပြောခဲ့ရတယ်အခုမှဒူတိုင်းမှုဆောင်မျိုးအုံတိုင်းဖုံးခွန်းဆိုဖမ်းလိုက်တာတော်တော်တော့ကောင်းတယ်ဒါပေမဲ့ဒီခုလိုရှိရအောင်ဗျာအုံတိုင်းဖုံးခွန်းဖမ်းပြီးတော့ခဏလဲကြာအောင် အဲဟိုလူနဲ့ပတ်သက်လို့ဒီလိုပဲလို့ပြန်ပြန်လှုပ်ပေးလိုက်ပါသည်ဆိုရင်တော့ကျွန်တော်တို့ကလည်းဘာပြောမလဲဟဲ့ဟဲ့လို့ပဲပြောမှာပေါ့နော်ဟဲ့ဟဲ့ပဲအဲ့လိုပဲကြီးမှာပေါ့ဘာလို့ကျွန်တော်ကြီးပဲကြီးနေတယ်လေဟဲ့ဟဲ့ပဲကြီးလို့မကြီးလို့ကျွန်တော်ကမားတယ်မနဲ့ထပ်ပေါ်နေနေတိုင်းကိုပါနေတိုင်းနဲ့ဘောဖြစ်နေဘူးအဲ့တော့အဲ့လိုများခဏလေးနဲ့ဖမ်းပြီးတော့ဘသူနဲ့ပတ်သက်လို့ဟိုကနဲ့ပတ်သက်လို့ဒီလူနဲ့ပိုင်လို့ဟိုလူနဲ့ပိုင်လို့ဟိုလိုပေးလိုက်လို့ဒီလူပေးလိုက်လို့ပြန်ပြီးတော့ အဲကောက်ကားတွေပြန်ပေးလိုက်ပါတယ်ဆိုရင်တော့ကြီးမှာပေါ့ဗျာနော်အဲ့လိုမှမကြီးရင်လည်းခင်ဗျားစဉ်းစားကြည့်လीနော်အဲ့လိုမှမကြီးရင်ဘာဖြစ်မလဲခင်ဗျားတို့သိတာပဲနော်ဆိုတော့တော့တော့ဆိုတော့အဲ့တိုင်းမှုတဲ့ဝါဘူးကဖမ်းလိုက်တယ်ဆိုတော့ကျွန်တော်တို့ဖမ်းတာကိုထောက်ခံတယ်ကောက်ကားတွေအကုန်လုံးအကုန်ဖမ်းချလိုက်တဲ့အခါဘာဖြစ်သွားလဲဆိုတော့အကုန်ကားတွေကိုပိတ်ပြီးသွားဟိုဘက်ကလာတဲ့ကားတွေပိတ်ဒီဘက်ကသွားမဲ့တက်မဲ့ကားတွေပိတ်အကုန်ပိတ်ပြီးသွားပြီးလန့်ပြီးတော့အကုန်လုံးလန့်နေဟာဘာလဲပေါ့ဘာဆိုဒီလန်းကြောတစ်လျှောက်မှာတရားမဝင်ကုန်စီဖျက်ဆီးမှုတွေကအကြီးအကျယ်ရှိနေတယ်လူချုပ်ကိုယ်တိုင်လည်းဒီတရားမဝင်ကုန်တရားမဝင်ကုန်စီတိုက်ဖျက်ရေးကိစ္စကိုသူတော်တော်အားလုံးစိုက်ပြီးလုပ်ဖို့ရတယ် ပြီးတော့ဒီတရားဝင်ကုန်စီတွေကမြန်မာနိုင်ငံနိုင်ငံတော်လည်းခေါ်မရဘူးပြည်သူလူထုကလည်းဈေးနှုန်းတက်တာတော့မစားတော့အောင်မသုံးဆွဲအောင်ဘာလို့လဲဆိုတော့တရားဝင်ကုန်စီတွေကတရားဝင်ဈေးနဲ့အတူတပြိုင်တည်းဈေးတူတူရောင်းလာကျွန်တော်ဥပမာပေးမယ်ဂျန်နဲ့ကဏ္ဍကိုပြောလို့ကျွန်တော်တို့ပုံလေးတိုက်တွေပေါ့ဂျာနယ်ဂျာနယ်လေးပေါ့ဂျာနယ်ထုတ်တဲ့ကောင်တွေသင်းစာပုံလေးထုတ်တွေစက်ကူဘယ်ရတွေ့ရလဲဆိုတော့နိုင်ငံခြားနေတွေ့ရတယ်။ဘာလို့ဆိုကျွန်တော်ဂျာနယ်တိုက်ရဲ့စက်ကူကဟိုမြန်မာပြည်ကကောင်းကောင်းမထုတ်နိုင်ဘူး။သူကျွန်တော်တို့သင်းစာစက်ကူလောက်ပဲထုတ်တာတော့ပြည့်စုံမရသေးဘူး။နိုင်ငံခြားတွေ့ရတယ်။အဲတွေ့ရတော့အဲလိုစက်ကူတွေတွေ့တဲ့အခါကျတော့ရှိရင် စက်ကူတမျိုးပဲပြောတာနော်ခဏစားသုံးကိုလေးလောက်ကိုခတ်ထားအောင်နော်ဘယ်လောက်မှလူသုံးနေတဲ့ပစ္စည်းတော့ဘယ်လောက်တော့မှောက်ခိုးသွင်းလဲဆိုတော့ပြောချင်တာအဲ့တော့ဒီပစ္စည်းတွေကနေဆက်ကနေပြီးတော့မှောက်ခိုးသွင်းလာတယ်တရားဝင်တင်သွင်းကဒါတန်တထောင်ပြောရင်နေဆက်မှောက်ခိုးသွင်းတာတန်900လောက်ပြန်ပါရင်ပါလားတန်1000လောက်ဖြစ်သွားနေဆက်ကနေခိုးသွင်းတာတင်မော်လေးနဲ့ခိုးသွင်းပုံစံမျိုးစုံနဲ့သွင်းအောင်ဗျတင်မော်လေးနဲ့ခိုးသွင်းတင်မော်လေးနဲ့လစ်တန်ညာကန်ကတ်ကပ်ပြီးပြီးပြန်ဒီကောင်လှည့်ပတ်ကားရည်နဲ့သွင်းအဲ့လိုသွင်းတာအဲ့ဒါတွေကအများကြီးပဲနေဆက်ကနေဖြတ်သွင်းတာအဲ့လိုသွင်းတော့အဲ့ဒီနေရာတွေကိုလောကအဲ့တော့ ဒီမှောင်ခိုသွင်းတာကနိုင်ငံတော်အခွန်ဆောင်မထားအောင်အခွန်ဆောင်မထားအောင်ပြီးတော့ဟိုမှာရရတဲ့ဇီးရလဲမှောင်ခိုသွင်းနေရတယ်အဲ့တော့မှောင်ခိုသွင်းနေရပြီးမှောင်ခိုသွင်းလာတဲ့ပစ္စည်းကဒီလေးရောက်ကိုတကယ်တရားဝင် license နဲ့သွင်းတဲ့ဇီးနဲ့ဓာတ်ရုံညီညူရောင်းလိုက်တယ်ရောင်းတော့ခင်ဗျအဲ့ကောင်တွေအမြန်အဲ့ကောင်တွေမှမချမ်းသာဘူးသူတွေချမ်းသာတယ်အဲ့ဒါမျိုးတွေဘယ်သူတွေအများဆုံးလုပ်လဲသိလားသိလဲကျွန်တော်မပြောဘူးသိ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 ရင်လည်းမပြောဘူးအဲ့ဒါမျိုးတွေကကျွန်တော်တို့အသားရောက်မတူတဲ့လူတွေအဓိကအများဆုံးလုပ်ကြတယ်အဲ့ဒါမျိုးဒီကောင်တွေအပိုးကျွမ်းတယ်ကျွန်တော်တို့အသားရောက်မတူတဲ့လူတွေကပိုလုပ်တယ်အဲ့ကောင်တွေပိုကျွမ်းတယ် ဒါမျိုးတွေကိုဘယ်ဗမာကောင်တွေကောင်မှကောင်းကောင်းကျွမ်းကျင်မလုပ်တတ်ဘူးတဲပြောရရင်တော့အဲ့တော့ထားပါတော့အဲ့တော့အဲ့ဒါမျိုးတွေကျွမ်းကျင်သူလုပ်တတ်ကြတယ်လုပ်တော့ဒီကောင်တွေကအများကြီးမောက်ကိုတွေတွန်းလာတယ်တွန်းလာတော့ကိုရကဒီကောင်ကကျွန်တော်တို့စက်ကူလို့ဟာမျိုးတော့ပပစက်တွေတွန်းလာဒါပေမဲ့အဲ့လိုတွန်းလာပြီးတော့ဈေးကကျွန်တော်တို့ရောင်းတယ်ငါနေနေကတော့ခွန်တိချမစားဘူးပြီးရင်ကွာလူကြီးလမ်းရောက်နေကတော့ပတ်ဆက်လိုက်ပေးလိုက်ပြီးပါတယ်ကွာဆိုအကွက်မျိုးတွေချူးတာတချို့တွေအဲ့လိုချူးတာဆိုတော့ခင်ဗျားစဉ်းစားကြည့်ပြဒီတိုင်းပြမှာအဲ့လိုအများကြီးပဲအဲ့တော့အလှကုန်တွေဆိုလဲမော်လမြိုင်မှာပေါ်လို့ရိုက်တာပေါ်လို့ရိုက်တော့ဘတ်တော့ဘတ်ထနေအောင်မော်လမြိုင်မှာအလှကုန်ရောင်းတာလေး MLS နဲ့ multi level marketing ပုံစံမျိုးရောင်းတာလေ။ကော်မလေးတချို့တော့တလောကဟိုဟိုမေးခံသလားဘာလားမသိဘူး။အများကြီးပဲဖြစ်တယ်။ multi level နဲ့ရောင်းရအပတ်ပတ်ဆက်ရှိကြတယ်။ပေါ်လောက်ရနေအောင်ရှိတယ်။ဆိုတော့ဒါတစ်ချက်။ဆိုတော့အဲ့လိုမျိုးချိနေတာကိုတားမြစ်ဖို့ကနိုင်ငံတော်ကလိုရမယ်အလို့။နေဆက် gate ကြီးလမ်းကြောင်းတစ်ချက်မှာ gate ကြီး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 ပြေးပြီးတော့ကိုလူနဲ့ကိုချိတ်ပြီးတော့လမ်းကြောင်းတွေရှာပြီးတော့ဟိုကျွေးလာတဲ့ဟာတွေကလည်းအကြီးကျယ်ရှိတယ်။အဲ့တော့အဲ့ဒီထဲမှာအဂတိတွေကလည်းအကြီးကျယ်ရှိတယ်။ special ရှိတာအကြီးကျယ်။ တော့အခုသူတိုင်းမိုးကနေပြီးတော့ကြည့်ရတယ်နံပါတ်နံပါတ်1ကအမိတ်နဲ့ဓာတ်ရိုက်ကိုဆွဲတယ်လို့ကျွန်တော်ထင်တယ်အဲကိုင်ထဲတော့ဟိုဆက်လိုက်တော့ဟိုကားတွေကတရားမဝင်နေဝတ်တောက်တွေစရှိရာတွေထွက်လာပြီအဲသူတို့စီးနေကိုထွက်လာပြီအဲ့ဒါပြီးရင်တရားဝင် license ရှိပြီးတော့တရားဝင်သွင်းကုန်နဲ့ပါမစ်နဲ့ကြာကြာနာသွင်းလာတဲ့စနစ်ကြွားဖြစ်လာတဲ့ဟာဆိုရင်ဒါအစိုးရလွတ်ပေးလိမ့်မယ်အဲမှောင်ခိုးတွေဆိုလို့ကတော့ခင်ဗျာအစိုးရအကုန်လုံးဆွဲစီရမှာအဲ့ဒီစီးအကုန်သိသိပြီးဘာလို့လဲဆိုတော့လေလံပြန်တင်ပြီးတော့ဈေးအမြင့်ဈေးလေလံပြန်တင်ရော ဲ့လိုလုတ်ပလိုက်မှရပါလေလန်တင်ပြီးကြောင်းအဲ့ပြီးအဲ့ပတ်စံတွေအကုန်လုံးနိုင်ငံတော်ဗန်နိုင်းထည့်ပလိုက်ပြီးတော့အဲ့ကောင်တွေချက်လေးလန်ပြန်တင်ပြီးကြောင်းပြီးနိုင်ငံတော်ဗန်နိုင်းထည့်ပလိုက်အဲ့ဒီယူနိုင်ငံတော်သုံးရတော့အဲ့ဒါမှနိုင်ငံတော်ဗန်နာလည်းပူရတယ်အဲ့ကောင်တွေသူ့အတူအဲ့တော့မှဈေးကိုတိုက်သူလိုပါဖြစ်ပါလေဒီကုရချီအဲ့လိုဝယ်သွားတဲ့ကောင်တွေကဈေးကိုဈေးကထဲမှာအိပ်ပစ္စည်းကိုနှစ်ဆနဲ့ဈေးတင်ရောက်နေပြီဆိုဆွဲစီအကုန်လုံးအဲ့လိုလုတ်ရမှာအဲ့လိုသူ့အမြတ်ပေါင်းတာပေါ့သွားပေါင်းတာမျိုးလုပ်ရင်ဆွဲစီအကုန်လုံးအဲ့လိုလုတ်ပြရမှာလိုက်ရမှာ trace လိုက်ဒါမှမဟုတ်လည်းအဲ့ကုန်ပစ္စည်းတွေအကုန်လုံးကိုတက်ဆိုင်ဟိုကျွန်တော်တို့ဒီကုန်စည်တွေမဟုတ်လည်းတခြားဒီမှာဟိုဝန်ထမ်းတွေကြားထဲမှာလူဝန်ထမ်းတွေကိုရောက် ပြည်သူကြောင်းလို့ပြည်သူကြောင်းအဲ့လိုကြောင်းပေးလိုက်ပြီးဟောပြမှာရမယ်အဲ့ကောင်လေးအဲ့လိုဖမ်းပြီးလုံမှာရနောက်တစ်ခုကအဲ့လိုဖမ်းတာနဲ့ပတ်သက်လို့လူတိုင်းမှုနဲ့ပတ်သက်လို့အဖွဲ့ကဖမ်းတာကိုဝမ်းသာပါတယ်တကယ်ကောင်းတယ်အဲရှင်းပြောရရင်တော့အဲ့ဒီမှာအခရီးတွေလည်းရအောင်ဖော်ထုတ်မှုလည်းလုပ်တယ်ပြီးကုန်ကားသမားတွေကတော့ကုန်ကားကားမောင်းတဲ့ကောင်တွေကတော့သူကတော့သူတို့ကတော့အကုန်လုံးလှန့်ဖြန့်ကုန်ပါပဲဒါပေမဲ့တရားဝင်သေးချာမောင်းရင်ခင်ဗျားတို့ဘာမှဖြစ်ပါဘူးပြီးတော့ခင်ဗျားတို့ကကုန်ပစ္စည်းတရားမဝင်ကိုကသွင်းတာမဟုတ်ပဲနဲ့ကိုကမောင်းပေးတဲ့အပြစ်သားရှိမှာပါသွင်းတာမဟုတ်တဲ့အတွက်ဟိုမောင်းပေးတဲ့အပြစ်ပဲခင်ဗျားတို့ခံရမှာအဲ့တော့နောက်တစ်ခုကဒီ သွင်းတဲ့လူတွေရဲ့မူရင်းကြောရိုးတွေဒီမှာဒူတိုင်းမှုတွေဥဆောင်တဲ့ဘက်ဆက်လိုက်ဖို့လိုတယ်ဒီပစ္စည်းကိုဘယ်ကောင်သွင်းတာလဲဘယ်ကုမ္ပဏီကလဲကုမ္ပဏီ A လား B လား C လား D လားအဲ့ကောင်တွေရေစုံမြေစုံလိုက်ရရေစုံမြေလိုက်ပြီးအဲ့ကုမ္ပဏီအထိပါ notice စာပို့ပြီးတော့လာမင်းကုမ္ပဏီလာရှင်းမင်းကုန်ကားဟိုမှာဘန်နစီလာမင်းရှင်းမရှင်းဘူးလားမရှင်းဘူးဆိုရင်မင်းဒန်ကြီးဘယ်လောက်ဆောင်သွားဘန်နစဘန်နစတော့ဆောင်ပလိုက်ရိုက်ပလိုက်ကုမ္ပဏီကိုဒန်ကြီးအကြီးကြီးရိုက်ပလိုက် share ပလိုက်ဆောင်ပလိုက်အဲ့ဒါမှရဒါတစ်ချက်ဒီနေရာမှာတစ်ခါတော့ပြောင်းပြန်စဉ်းစားမယ်ဒီလိုကုံစီတွေတရားမဝင်သွင်းနေဆိုတာကတရားဝင်သွင်းတဲ့လမ်းကြောင်းကနေ တွင်းတာကအကန့်အသတ်ဖြစ်နေလို့ဖြစ်တယ်ကျွန်တော်ကျွန်တော်ဘိုက်ထဲမှာအစာရင်ထဲမှာကျွန်တော်သမင်းနှုတ်စီဘူးတစ်ဘူးပဲစားနိုင်မယ်ဆိုကျွန်တော်နှုတ်စီဘူးနှစ်ဘူးဘိုက်ထဲမှာမထည့်ဘူးဘရောမထည့်ဘူးဒီမှာနှစ်ဘူးထည့်ဘူးအဲ့တော့ကျွန်တော်ပြည်သူကတစ်နှစ်ကိုထားပါတော့ပစ္စည်းတစ်မျိုးကအကုန်စည်းတစ်မျိုးကထားပါတော့တစ်နှစ်ကိုကျွန်တော်တန်တထောင်လို့ရဲဆိုပါစို့တန်တထောင်ကိုသွင်းလို့ရအောင်လို့အစိုးရကဒီသွင်းကုန်ပါမစ်တွေကို release ဟို release release လို့အထောက်အကူ release လုပ်ပေးမယ်ဆိုရင်ကြကြရနာတရားလုပ်ပေးမယ်ဆိုရင်ဒီမှောင်ခိုသွင်းနေရရောကြတော့မှာဒါလည်းမှောင်ခိုရရှိအောင်ပါပဲသို့တော့နဲတော့မှာရောကြတော့မှာ ဲ့တော့အစိုးရအနေနဲ့အဲ့ဒါကိုလည်းချိန်မှုလို့တယ်မှောင်ကိုတွေများလာခြင်းအကြောင်းရာတရားဝင်တွေမှာခက်ခဲဖြစ်နေတာကြောင့်မှောင်ကိုများတာတစ်ချက်နောက်တစ်ချက်ကအကောက်ခုံအခုံတကောင်တွေရှောင်ခြင်းလို့များတာနှစ်ချက်ရှိတယ်အဲ့တော့အခုံရှောင်ခြင်းလို့များတာဆိုရင်တော့ဆွဲတာတီးလိုက်တော့တရားဝင်သွဲရတာခက်လို့မှောင်ကိုသွဲနာဆိုရင်တော့ okay အဲ့ဒါဆိုရင်တော့ဒီဒဏ်ကြီးကြီးကြီးမှရိုက်ပြီးတော့နောက်တစ်ခါမလုံအောင်လုပ်ရမယ်ဒါပဲဒီလိုပုံစံနဲ့ကြာကြာနာကင်စနစ်တကျစီချာကင်မှုလို့လေညပွင့်လို့ပြောတယ်အဲ့လိုလုပ်ဖို့လို့တယ်ဒါမှပဲသူကဒီမောင်ကိုလမ်းကြောင်းကြီးကထိန်းချောင်းနိုင်ပြီးတော့တရားဝင်လမ်းကြောင်းကြီးကလည်းဘယ်လိုပေါ်လာမလဲဆိုတာစောင့်ကြည့်ရအောင် ဒါပေမဲ့ခက်တာလဲ license permit တွေလဲတွင်းကုန် permit ကလဲခင်ဗျာသိရတိုင်းပဲဗျာအရင်ခက်တာတွင်းကုန် permit ကဘာလဲဆိုတော့ခင်ဗျာကြားမိတာဆွဲလိုက်ခြင်းလို့ဆိုတော့ဒီအောင်တွင်းကုန် permit ကလဲခက်တယ်အဲ့ဒါကလဲအစိုးရအနေနဲ့ဖြေရှင်းရမယ့်ပြဿနာတစ်ခုအဲ့တော့အဲ့ညာလေးရောထွေးနေတယ်ရောထွေးနေတယ်နောက်တစ်ခုနောက်တစ်ချက်ကကရင်နေကရင်ဆိုတာ KNU KNU တပ်ပေါ့နော် KNU တို့ DGB တို့အာ KNL PC တို့အဲ့အုပ်စုတွေရှိတယ်အဲ့အုပ်စုတွေကလဲသူကသူ့လမ်းကြောင်းတွေကိုဖြတ်ပြီးတော့လာမင်းတို့တယ်မလားတယ်အဲ့လို့ထားတာသူကအဲ့ကုံကားအဲ့ကုံစီတရားဝင်ကုံစီဘောကနေအခွန်ကောက်တာ yes သူကကောက်တာ ရဲဆက်သူတို့ကောက်ထားတဲ့ခါကျတော့အခုတချို့ကားတွေကသူတို့နဲ့ပတ်သက်ပတ်သက်ကြောင်ကားတွေပါလာတယ်အဖမ်းလိုက်ခံရတော့ KNU ကောင်တွေဒေါ်တွေခီးနေပြီဩငါတို့ကားတွေကိုဖမ်းတယ်ဒီစစ်တပ်ကအဲ့လိုဒေါ်တွေကန်နေပြီဒေါ်တွေကန်နေပြီးတော့ဘာလို့လဲဆိုတော့ငါတို့ကုံကားကိုဖမ်းရကောင်းလားဆိုပြီးတော့နင်းထိုင်နေထပြီးတိုက်ပွဲတွေပေါ်နေဒုက္ခဘာလို့လဲဆိုတော့ဟိုက Cobra Go ကလည်းပြီးတော့မယ်ထိုင်းကော်ထိုင်းမှာကျင်းပနေတဲ့ Cobra Go အမေရိကန်နဲ့ပေါင်းကျင်းပတဲ့စေးလေးချင်းပေါ်လည်းမကြခင်ပြီးပြီပြီးတာနဲ့အဲ့ဒီကလက်နက်တွေက KNU လက်ထက်ကိုရောက်အကယ်ညိုအိမ်မှာငါတို့ကုံကားတွေကိုလောက်ရကောင်းလားဆိုပြီးတော့တိုက်ကွာဆိုပြီးတော့တိုက်ပွဲဖော်ရတဲ့ခါကင်းကြီးပြီးတော့မှတိုက်ပွဲကသနတ်တန်ကြီးကြားအောင်အဲ့ဇာလလည်းရှိသေးတယ် ဆိုတော့သူ့အကျိုးစီးပွားကိုထိသွားတော့သူဘယ်ခံနိုင်မလဲတင်းတာပေါ့တင်းပြီးတော့မှချက်ကွာမာကွာဆိုတော့မျိုးလဲ KNU ဘက်ကမလုပ်ဘူးလို့မပြောနိုင်ဘူးဒါကတစ်ချက်တော်တော့အဲ့ကိစ္စစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့သောတမတော်ခေါင်းဆောင်တွေဒီလက်ရှိဒီသေးခေါင်းဆောင်တွေအနေနဲ့ကဒီအားအထိကြိုပြင်ထားပါဒါကိုဖမ်းလိုက်တဲ့အတွက်နောက်ွယ်မှာဖြစ်လာနိုင်တဲ့နောက်ထပ်နောက်ဆက်တွဲခွဲဆက်ပြဿနာတွေကိုအစားလိုက်ချိတ်ပြီးတေချာလုပ်ဖို့လိုတယ်ကျွန်တော်တို့ကတော့တရားမဝင်ကိုစီဖမ်းတာကိုတော့မကန့်ကွက်ဘူးကောင်းတယ်လို့ပြောမယ်ဒါပေမဲ့တရားဝင်သွင်းလို့ရအောင်လဲလမ်းကြောင်းကိုပိုကောင်းအောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒီဒီကိစ္စနဲ့ပတ်သက်လို့ဆက်ဆက်ပြောတာเนาะဒါကတခုနောက်တစ်ခုကတော့နောက်တစ်ခုကတော့ကျွန်တော်တို့အဲတရင်းနေရာများသွားပြီမိနစ်တွေလည်းအများပါပြီဆိုကျွန်တော်နောက်လိုက်ကြဒီနေ့နောက်လိုက်တော့ကြာနေလို့အဲ့တော့အမြန်လေးပြိပါမယ်တခုတည်းနဲ့ပြိပါတော့မယ်အခြားတော့မဟုတ်ပါဘူးအရန်မောပါပြီလို့ရှိရင်တော့မနေ့ဖြန်မှာရုပ်ရှင်ပြပွဲလေးရှိတယ်ဘာကြည့်ကြမလားပေါ့အဲကျန်တာပေါ့ရုပ်ရှင်လေးပြပွဲလေးရှိတယ်ကျွန်တော်ရန်ကုန်မြို့ကနေတဲ့လူတွေကတော့ကြည့်လို့ရတယ်ဗျဟိုနေပြီးတော့လူတွေတော့သွားကြည့်လို့မရဘူး အခုရုပ်ရှင်ရဲ့နှစ်ကရုပ်ရှင်ရဲ့86နှစ်ပြည့်ဘာညာဘာညာပေါ့ဗျာအဲ့လိုနေ့တွေဆိုတော့အထိမဲ့ပေါ်တော်ကြီးရုပ်ရှင်စီရုံးမှာလုပ်တယ်ပြီးတော့ဒီရုပ်ရှင်အလကားကြည့်လို့ရမယ်အခုပြီးခဲ့တဲ့အကယ်ဒီပေးဖို့မှာပြသွားတဲ့အစုစုရပါဇာကားတွေကိုပြန်ပြတဲ့ရည်ရွယ်ချက်တွေရှိတယ်အဲ့တော့ရုပ်ရှင်ကားတွေသွားကြည့်ကြအောင်ဘာလို့ဆိုတော့ အနားယူကြအောင်ပြည်သူတွေမောနေပမန့်နေရန်ကွာပြည်သူတွေပေါ့နော်နေမောနေပမန့်နေပြီသွားကြည့်ကြအောင်အခမဲ့သွားကြည့်လို့ရပါတယ်ဘယ်မှာကြည့်လို့ရဆိုရုပ်ရှင်စီးရုံမှာကြည့်လို့ရတယ်ပြီးရင်အဲမြောက်ရီမီဒီယာစင်တာမှာသွားကြည့်လို့ရတယ်အဲ့ဒီမှာသွားကြည့်ပါဘာလို့ဆိုတော့အခမဲ့ကြည့်လို့ရပါတယ်အဲ့ဒီမှာခင်ဗျားတို့တိတ်ပကြီးတို့အိမ်မက်ကာယန်တို့အာချစ်သူသားပန်းတော်ဝဖြစ်ခဲ့ရင်တို့ဘာတို့ညာတို့ပေါ့ဗျအဲ့လိုအကယ်ဒမီတန်းဝင်ကားတွေအကုန်လုံးအဲ့မှာဟို၉ရက်နေရစပြီးတော့ပြပါပြီတဲ့၉ရက်နေရစပြီးတော့ပြပါပြီတဲ့ကိုရဲ့နေဆိုတရုတ်နေရစာပြပါပြီအဲ့တော့သွားကြည့်ကြပါဘာလို့ဆိုတော့တစ်ခါကြရင်လည်းဘောအမောတွေဒီလိုနည်းနဲ့ပဲဖြည့်ဖြောက်ကြပါလို့ပဲ အဲကြံဖန်ပြောရင်းနဲ့ပဲနော်အဲ့ဒါလေးကိုထည့်ပြောရင်းနဲ့ပဲဒီနေ့တော့ကျွန်တော်တို့